သမ္မတဒေါ်နယ်ထရမ့်အစိုးရကအစိုးရဝန်ထမ်းတွေထပ်မံအလုပ်ဖြုတ်တဲ့အစီအစဉ်ကိုဒီကနေ့စတင်ပါတယ်။ဝန်ထမ်းတွေကိုအလုပ်စဖြုတ်နေပြီဖြစ်ကြောင်းကိုတော့အိမ်ပြူတော်စီမံခန့်ခွဲရေးနဲ့ဘတ်ဂျက်ယုံ White House Office of Management and Budget OMB ညွှန်ကြားရေးမှူး Russell Vo ကဒီကနေ့အော်တိုဘာလ10ရက်နေ့မှာ ACE လူမှုကွန်ရက်ကတစဉ်ကြေညာလိုက်တာပါ။လက်ရှိအချိန်ထိသတင်းဌာနတွေကရရှိထားတဲ့သတင်းအချက်အလက်တွေအရပထမအတော့အဖြစ်နဲ့ဝန်ထမ်းပေါင်း၄000တရာကိုဖြုတ်ပစ်ဖို့ရှိတယ်လို့ဆိုပါတယ်။ ်အင်မြူရိုစီမံခန့်ခွဲရေးနဲ့ဘတ်ဂျက်ယုံ OMB အကြံပေးစတီဖန်ဘီလီရဲ့အဆိုအရလည်းကျမကြီးနဲ့လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနကဝန်တန်း1100ကနေ1900အကြားဗဏ္ဍာရေးဝန်ကြီးဌာနကဝန်တန်း1500နီးပါးနဲ့ပညာရေးဝန်ကြီးဌာနကဝန်ထမ်း466ရောက်တို့ကိုအလုတ်ဖြုတ်စာပို့ထားပြီးဒါမှမဟုတ်မကြခင်ပို့ဖို့စီစဉ်ထားကြောင်းပြောပါတယ်ဒါဟာဥပဒေချိုးဖောက်တဲ့လုပ်ရဖြစ်တယ်ဆိုပြီးအစိုးရဝန်ထမ်းများဆိုင်ရာတမကကြီးနှစ်ခုကလည်းချက်ချင်းဆိုသလိုပဲတမရထရမ့်အစိုးရကိုတရားစွဲဆိုလိုက်ပါတယ် ရီပဘလီကန်နဲ့ဒီမိုကရက်လွတ်တော်အမတ်တွေအကြားအစိုးရအသုံးစေဘတ်ဂျက်သဘောတူညီမှုမရပဲအစိုးရရန်တရားလက်ပတ်မှုတွေရပ်တန့်ထားရတာဆယ်ရက်ရှိလာတာမှာဒါဟာဒီမိုကရက်တွေဘက်ကလက်ရောမှုမရှိတဲ့အတွက်လို့ရီပဘလီကန်တွေကအပြစ်ဖို့ပြောဆိုနေတာပါအလို့ဖြုတ်တာနဲ့ဘတ်ဂျက်အသုံးစေဖြတ်တမှုတွေလုပ်တဲ့အခါဒီမိုကရက်တွေလိုလားတဲ့လုပ်ငန်းအစီအစဉ်တွေနဲ့အထက်ကဝန်ထမ်းတွေကိုဦးစားပေးဖြတ်တောက်သွားမှဖြစ်ကြောင်းသမ္မတဒေါ်နယ်ထရမ့်ကလည်းဒီကနေ့အင်ပီရိုမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်ပြောကြားခဲ့ပါတယ် Russell Vogt said the, the reductions in force have begun related yes. to this shutdown. How many layoffs have you authorized for this first round well, and really from which agencies? Uh, and it will be Democrat oriented because we figure, you know, they started this thing, so they should be Democrat oriented. It'll be a lot, and we'll announce the numbers over the next couple of days, but it'll be a lot of people. le tranga ဆိုရဝန်တာနောက်ထပ်အများအပြားကိုလည်းထပ်ဖြုတ်ဖို့ရှိသေးတယ်လို့သမရထရန့်ကပြောပါတယ် reduction in force Riff လို့ခေါ်တဲ့အစိုးရဝန်ထမ်းတွေကိုအလုပ်ဖြုတ်တဲ့အစီအစဉ်နဲ့တမနာ Trump တက်လာပြီးနောက်ပိုင်းမှာဝန်ထမ်း2သိန်းဝန်းကျင်ကိုအလုပ်ဖြုတ်ပြီးတဲ့အပြင်နောက်ထပ်အခုတစ်ခါထပ်ဖြုတ်တာကြောင့်အစိုးရဝန်ထမ်းအရေအတွက်ဟာအတော်လေးညော့နေလာနေပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇုံဝင်လိုက်ပါ